လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါလေ။ဖန်စီခံရတာတွေ ရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ရင်ပေါ်ပါလာတဲ့လူနာကတစ်ဖက်ဖက်နဲ့ပတ်သက်ဆက်နွယ်သူဆိုရင် အရင်ဆုံးပြစ်မှတ်ထားခံရတာကလည်းလူနာတင်ရင်မောင်းတွေပါပဲ။အချိန်မရွေးဖန်စီခံရပြစ်ခတ်ခံရတာတွေကြောင့်လူနာတင်ရင်မောင်းဖို့ဆိုတာအန်ဒီရဲ့အယမ်းရှိတဲ့ အလုတ်တစ်ခုဖြစ်လာနေတာပါဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနှဲတဲ့နှဲပါလာနေပါပြီဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေကျမ်းမာရေးနဲ့ပတ်သက်ရင်အချိန်မီဆေးကုသနိုင်ဖို့အခက်အခဲရှိလာနေပါတယ် မော်မီနေထဲကဖိုးကြီးကျောင်းနဲ့တီလာရှင်ကျောင်းတွေမှာလိုက်စင်မဲ့အရှင်တွေလက်ခံမထားဖို့နဲ့လိုက်စင်မဲ့ကားစိုက်ကယ်တွေကိုမစင်းနေကြဖို့ပြည်내စကောင်စီကအမိန့်ထုတ်ထားပါတယ်။ပြည်내စကောင်စီကပြည်내တန်ခါနာကအဖွဲ့အစည်းကိုကျောင်းလာနေရင်ကစထုံညွှန်ကြားထားတာဖြစ်ပြီးပြည်내တန်ခါနာကအဖွဲ့ကနေဒီစင်သက်ဆိုင်ရာရှာကြည်တန်ခါနာကအဖွဲ့တွေကိုကျောင်းလာနေရင်ရဲ့ဆွေနဲ့ထပ်စိတ်ညွှန်ကြားထားတာပါ။ ညွန်ကြားစာမှာဖိုးအီချောင်းတွင် သာသနာ့နယ်ဝင်တီလာရှင်ကျောင်းလေးမှာလိုင်စင်မဲ့မော်တော်ယာဉ်တွေစိုက်ကယ်တွေစီနေတာလက်ဝဲထားရှိတာမပြုလို့ဖို့ပါရှိပါတယ်။ဒီနေ့တွင်လိုင်စင်မဲ့မော်တော်ယာဉ်စိုက်ကယ်တွေကိုမေလ30ရက်ကစပြီးမြို့အဝင်ထွက်နေရာတွေမြို့တွင်လမ်းဆိုလမ်းခွာတွေနဲ့လူစီကားရနေရာတွေမှာစေကောင်းစီတန်းရေရင်ထည်ရေးတွေပါတယ်ပူပေါင်းအဖွဲ့တွေကစီမံချက်နဲ့လက်ခံဖန်ဆီးနေတာပါ။ ိုင်စင်မရင်တွေကိုဖမ်းမိရင်ရင်ကိုသိသိပြီးပိုင်စင်ကိုပို့ကိုတွင်ကိုဥပရေပေါ်မှာရှင်နေအမှုပွဲရေးယူနေတယ်လို့ဒေတာကန်တွေကပြောပါတယ်။လိုင်စင်မရင်တွေကိုလမ်းပေါ်မှာဖမ်းဆီးနေတဲ့အပြင်စိုက်ကဲအယောင်ဆိုင်တွေမှာလည်းလိုင်စင်မစိုက်ကဲတွေရောင်းနေတာရှိမရှိလိုက်လံစစ်ဆေးနေပါတယ်။ဒါပြင်လိုက်စင်မဲ့အရင်ရှိတဲ့ဧရီကိုလည်းဝင်းရောက်စစ်ဆေးနေတယ်လို့ဒေသခံတွေစီကတရားပါတယ်။ မေလ20ရက်နေ့ကနေပြီးတော့မှပြုလုပ်ခဲ့တဲ့စစ်ကောင်စီညိုင်းစီဝေးမှာစစ်ကောင်ဆောင်ကလှိုင်းစင်မဲ့ရှင်တွေကိုစစ်စ်ဖော်ထုတ်အေးအေးယူဖို့ညွှန်ကြားခဲ့ပြီးနောက်လှိုင်းစင်မဲ့ရှင်တွေကိုအကူလိုဖမ်းဆီးလာတာဖြစ်ပါတယ်။